အားလုံးပဲမိင်္ဂလာပါတဏှာရီသာစာလုပ်လိုက်တယ်ဘာမှလည်းမရဘူးကောင်းကောင်းရလိုက်တာလည်းမရှိဘူးလို့ခန်းစားနေရတာလားအဲ့ဒါဆိုရင်တော့ဒီဟာကိုပြင်ဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော် Let's go ကဲဆက်ဆက်လို့မယ်ဒီနေ့ကတော့တဏှာရီစာလုပ်မှာဖြစ်ပါတယ်ချောင်းမှာတင်တာတွေကလည်းအများကြီးပဲဘယ်ကနေစာလုပ်ရမှာလဲပေါ်ပါပြီမြန်မာပဲစကြတော့မယ်ဒီနေ့တော့ညမင်္ဂလာဆောင်ခတ်စစ်ရဲ့ ဒီမှာပီတော်ကမ်မောဇာတို့ခက်စစ်ရဲ့နောက်ဆုံးတစ်ခုအနေနဲ့လက်ဖက်ရည်ကြောင်ဝိုင်းခက်စစ်ရဲ့ခက်စစ်၃ခန်းချက်မှာဖြစ်ပါတယ်။ကြည်စဘာပဲစသည်တို့လောင်ရအဆောက်အုံကြည်စဘာပဲစသည်တို့လောင်ရအဆောက်အုံဟမ်တင်းလိုက်တာဆွဲတော်နဲ့အနံဆွဲတော်ပန်းနဲ့အနံပန်းနောင်လဲမုံမြည်သူနဲ့အကိုကြီးလက်ရှမ်းကယုတ်အိုအောက်ခံအခွေကြည်စဘာပဲစသည်တို့လောင်ရအဆောက်အုံ ချင်းသေးပုံသေးဒီနန်တို့လားဆောက်တွေတွေစူစာလို့လားဦးဒီဟွပြေမပေါင်းလိုက်တာပေါင်းရိတ်သားရွာသားများစုဝေးအားဆောက်အုံယွန်းပြန်ဒီအနာဆောက်ပါသေးတာတို့မဟုတ်တဲ့ယောဂာနိတာပဲဝိုင်းလေခေါင်းပေတို့စုရဲ့လဲဘခိုးကြတကြတကြီးရဲ့အကျံပတ်ကရေရင်းချသောရာသည့်ကျွတ်ဟွန်းတက်တော့မှဘာရင်များ trend နေလဲမသိဘူး9မိနစ်လောက်တော့ကြည့်လိုက်ပါလိမ့်ကျွတ်ရေရေ အဲငါလည်းအဲ့လိုအောင်မိုက်တယ်။ဟွာ။အဲမဖြစ်သေးဘူး။ဖြစ်တယ်ဖြစ်တယ်ဖြစ်တယ်ငါတော့ဖြစ်မယ်။ဒီဆောင်ဆိုတော့ဒီကတော့ကိုရရသားတို့စုဝေးပန်းပြာနေရကိုပြေဝါပြစတဲ့ပြုထားတော့ကျ sorry ပါလို့မပြီးတိုင်းရတော့များလိုက်တာဟဲ့ဘလို့ငါကြည်လိုက်တာတော်တော်ကြည်လိုက်တော့အလောက်တော့ချိန်ကုန်ရပါလား Oh my god. ဟာစကြမှာဖြစ်မယ်။မနေ့ဖြန်ကြရင်စာရီကတိုးလာအောင်မာဒီနေ့မကြလို့ဖြစ်ဘူး။နူရွှေပါရွှေပါရသားနဲ့ကြပါလိမ့်မယ်။နူရွှေပါဒါဒါဒါပေါ့မော။ဟုတ်တယ်။အဲ့ဒါကြောင့်မို့ဒီချောင်းယူဆိုင်မှာစပချက်စပချက်စပချက်ဘာဘွားရောင်းဆုံးကောင်းလေ။တရုတ်ပြည်သွားရင်ကောင်းလား။ဘန်ကောက်သွားရင်ကောင်းလား။ဟာစားတယ်။တော်တော်များတယ်။ဘာလို့ဘလုံးနိုင်မှာမသိဘူးနော်။ဟော ညရယ်ညရယ်ညရယ်ဆောင်းမွေးရလဲလာနေဖြီးတော့ချင်အောင်မိပါမလားဟွန်းဆင်းရလိုက်တာဆင်းရတယ်ဟုတ်ချဲအောင်မစားရယ်ဆေရောနဲ့အနမ်းဆေရောပန်းနဲ့အနမ်းပန်းအော်သူတို့ကလေအေးငါလည်းမရသေးဘူးဟဲ့အခုဒီဒီမှာကြက်နေရတနားရောင်ကုန်တော့မယ်ငါရဲ့ဆယ်ဒီကအစ်တစ်မီတော TikTok မှာတော့ကြီးမှာပဲဒါကကြီးကကြီးမှာဖြစ်မဲဟာဟွန်း ဖြစ်သေးပါဘူးဒီဖုံရှုပ်ကိုရှုပ်တယ်သူများစာကြက်နေအောင်ပေါ့အဲဒူပေါ့ညိုနေလန်ပေါ်ကြစေဒီတော့ဥခညပြရလန်ဥညိုလိုလန်စေဒီကိုရှက်ရှုတော့ဒီမကြတာတော့ဝေကြလာဟဲဆွဲတော့နဲ့အနန်ဆွဲတော့ပန်းနဲ့အနန်ပန်းမိမအောင်ချင်းအောင်7မိနစ်ပဲရှိတော့တယ် Oh my god ငါပချိန်ချောင်းလိုက်ပြန်ပြီတကယ်တကယ်ချက်ပြီတုံခမ်းတော့ရအောင်ချက်ပြပါ ဆွေတော်နဲ့အနန်ဆရာပန်းနဲ့အနန်ပန်းဟာမြင်ချင်မယ်ပဲဘာလာကလည်းချက်ပြရတဲ့ချက်ပြောဘာလာကလည်းကြော်ရတဲ့ချက်ပြောညမွေးပန်းဟာငါချက်တာရဘလို့လို့ထစ်ထင်းငေါငေါရင်းနဲ့တလုံးကကြံလိုက်တလုံးကဟွာဖြစ်လိုက်ဖြစ်နေရလဲဆိုငါမနစ်တော့စိတ်ပန်းဖြီးပြီးတချင်းလေးနှောင်းထောင်းလိုက်ရင်လည်းကောင်းမယ်တင်နေငါမနစ်ပဲငါမနစ်ပဲ โอเคဒီတပုတ်ပဲဒီတပုတ်ဒီတပုတ်ပဲနားထောင်ပြီးတကယ်တော်ပြီးတကယ်တော်ပြီးငါစာချက်ရအောင်မင်းโอ้ my god ငါတော့သွားပြီတနာီပြေးသွားပြီငါဘာကလဲကောင်းကောင်းမွန်မွန်မရလိုက်ဘောငါတော့သွားပြီညဖြန်ကြရင်တုံခန်းဖြေရမှာဒီတနာီပဲရှိပါရဲ့စနေ တခြားဘာသာရရင်လောက်အောင်မယ်။မဒီလိုမျိုးအချိန်တွေဖြုံးနေငါကငါငါတော်တော်သဘောမကျဘူး။စားလည်းမပြီးဘူး။ဘာမှလည်းမပြီးဘူး။တလုံးမှလည်းကောင်းကောင်းမမိုးချောမမိုးရရလည်းမရှိဘူး။အဲ့ဒါပဲငါတော်တော်သဘောမကျတာ။ဟွန်းငါတော့ပြင်မှဖြစ်တော့မယ်။โอเคဒီနေ့ကတော့ခက်စစ်သုံးခန်းအရင်ဆုံးကြက်မယ်မြန်မာစာအတွက်အဲ့တော့ကြက်ခင် to do list လေးအရင်ကြီးလိုက်ပါဦးမယ် မင်္ဂလာပွဲမှာအမိအပါတို့ကချီးမြှင့်ပေးကမ်းသောဥစ္စာထပ်မင်္ဂလာပွဲမှာတဲ့အမိအပါတို့ကချီးမြှင့်ပေးကမ်းသောဥစ္စာကုံပဝါပဝါကျန်းတမျိုးကုံပဝါပဝါကျန်းတမျိုးโอเคပဝါမှာပါးစောင်းမှာတချောင်းလေးမပါဘူးဒီဖုံးလေးကိုယောပပိုင်အခုဆိုတော့ဖုံးလေးကိုလည်းအပြင်မှာထားလိုက်ပြီပေါ့နော်တခါလေလော့ပါခတ်ထားလိုက်မယ်ပေါ့နော် အဲ့တော့အစာပြန်လောက်ရပါမယ်ဆော့ဆော့အစာကျက်နေနေဖုန်ကြီးချင်းစိတ်တွေပေါ်လာရဲပေါ့နော်ဒါကြောင့်မလို့အခုခရောင်းရလေးတွေကိုပြန်သွားပြီးပြက်ပါမယ်ဆွေဆွေကြွကြွရရညတကာမိတ်ဆွေမျိုးနင်းမိတ်ဆွေညညတကာမိတ်ဆွေမျိုးနင်းမိတ်ဆွေညတကောက်ပါထန်းကောက်ပါထန်းကြောဖြစ်ရလုတ်ထားတော့ပါလေတရှစ်လေတပွဲလေတကွက်လေတရှစ်လေတပွဲလေတကွက် အဆောနောက်ကူချက်မဲတုံးခန့်ဆွဲတော်နဲ့အနံဆွဲတော်ပန်းနဲ့အနံပန်းလူရွှေပါဆိုတာကရွှေဝိုင်းရောအသားနဲ့ချောမနုညက်တဲ့ပါပြင်လူရွှေပါโอเคချိန်မှနားထောင်မယ်စပယ်ချက်ပဲစပယ်ချက်မှအဲစပယ်အဲစပယ်ဖော်တတ်တဲ့အဖော်အပောင်းတစုဖော်တတ်တဲ့အဖော်အပောင်းတစုမြေမြေမောင်မြေမြေရှမ်းပြည်နယ်ရှောက်ကမြေမြေဝေါချိန်များကြီးပို့တရားပဲ28မိနစ်တောင်ရှိသေးရဲ့ဆိုတော့โอเคချိန်မယ် ကဲအခုဆိုချလေးရေလို့ပြီးသွားပြီဆိုတော့အမှန်လေးချပြီးပါပြီเนาะအမှန်မားလိုက်လဲတွေ့တယ်အနီအောင်လေးတွေနဲ့အဲ့ဒါလေးတွေကိုနောက်တစ်ခါပြင်ရေးပါတယ်ဆိုရင်သုံးခန်းကြက်လိုက်တာဘယ်နှမိနစ်ပို့လဲဆိုတော့10မိနစ်ပို့ပဲဗောနော်ဟိုခေါင်းလေးခဏနားပြရနေတဲ့သချင်းလေးပါနေနားထောင်လိုက်ပါကဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တနာရီတွင်းမှာတော့ဘယ်လိုမျိုးအာရုံစိုက်လို့ရလဲဆိုတာတွေကိုချစ်ချင်းလင်းသိသွားမှာဖြစ်ပါတယ်ပထမတစ်ယောက်ကတော့သူ့မှာခြာလေးပက်လေးရမ်းပြီးတော့တေးစကြအယုံမဆိုင်နိုင်ပဲ ဖြစ်နေရပေါ့နော်ဒုတိယတယောက်ကတော့သူ့ဟာသူ distraction တွေကိုဘေးထားပြီးတော့သူ့ဟာသူစာအုပ်လုပ်သွားတာအချိန်အောင်ပို့ရဲပေါ့နော်ဒါကြောင့်မလို့အားလုံးလည်းကိုယ်စာချက်နေတဲ့အချိန်မှာ distraction တွေကိုဖယ်ထားဖို့အရေးကြီးပါတယ်။အမှစာပဲအာရုံစိုက်မယ်ဆိုရင် အလွယ်လေးရနိုင်ပါတယ်နော်